ရွှေကတော့လုံးဝအမေ့ဇင်းပါပဲဗျာဆိုတော့အာလက်ရှိပေါက်တွေကတော့2985ပေါ့နော်အဲ့တော့2985အဲ့တော့အမြင့်ဆုံးဘယ်လောက်ထိရောက်ခဲ့လဲလို့ပြောမယ်ဆိုတော့ကျွန်တော်စံချိန်တက်ဈေးတန်းဖြစ်တဲ့ကျွန်တော်2889 2990ပဲထားပါတော့နော်အဲ့တော့ရွှေကတော့လုံးဝ amazing ပါပဲအဲ့တော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီလုံးဝကို အာစံချိန်တစ်ဇေနုံးတစ်ခုရောက်ရှိခဲ့တယ်ဗောနော်2990ဒါတော့တကယ်ကိုစံချိန်တစ်ပဲဖြစ်တယ်အဲ့တော့အာမနေ့တုန်းကကျွန်တော်ပြောခဲ့သလိုပဲဗောနော်အဲ့တော့ဆိုတော့တော်တော်လေးကိုအတက်အားပါခဲ့တာကိုကျွန်တော်တွေ့ရတယ်ဗောနော်အဲ့တော့မနေ့ကတည့်ရက်ထဲမှာဒါတော်တော်လေးကိုဇီးတက်ခဲ့တဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်အဲ့တော့အာ ဒီတော်တော်လေးကိုဈေးတက်ခဲ့တယ်ကျွန်တော်2090ဆိုတာတတမိုင်းတလျှောက်တာလုံးဝစံချိန်တက်စီတဲ့တစ်ခုဖြစ်တယ်အဲ့တော့မနေ့ကလည်းကျွန်တော်ပြောမယ်ဆိုတော့ဒါဈေးအတက်ဘက်ကိုပဲကျွန်တော်ခက်မှန်ပေးခဲ့တာပေါ့နော်အဲ့တော့အာကျွန်တော်ခက်မှန်တာထက်ဆိုင်ကျွန်တော်အစပေါင်းတော်တော်လေးကိုဈေးတက်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထင်တာတော့ကျွန်တော်ပုံမှန်အပြင်းဆိုတော့ဒီအာ2955လောက်ထိကိုပြန်လာမယ်လို့တော့မန်းထားတယ်ဆိုပေမဲ့လေဒါတလောက်ထိကတော့ကျွန်တော်ဈေးတက်သွားလိမ့်မယ်လို့တော့ ထင်ထားအောင်ပေါ့နော်အဲ့တော့ဆိုတော့ဒါတော်တော်လေးကိုဈေးတက်ခဲ့တဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့အဲကျွန်တော်84ချက်လေးကိုကျွန်တော်ခြားတော့ကြည့်နေမယ်နော်အဲ့တော့ဒီကနေ့လည်းပြောမယ်ဆိုတော့ကျွန်တော်ဈေးကတော့အတက်ဘက်မှာပဲဆက်ပြီးတော့ရှိနေလိမ့်မယ်ဗျနော်ဈေးကတော့အတက်ဘက်မှာပဲဆက်ပြီးတော့ရှိနေလိမ့်မယ်နော်အဲ့တော့ပြောမယ်ဆိုတော့ကျွန်တော်ဒီအာအမေရိကန်နိုင်ငံစီးပွားရေးအခြေအနေကျွန်တော်တို့ recession နဲ့ကြုံနေရတဲ့အနေအထားတွေကိုကြည့်ကြင်အားဖြင့်ကျွန်တော်ရွှေကတော့ဒါတော့ဇေယျတော့ဆက်ပြီးတော့အတက်ဘက်မှာပဲဆက်ပြီးတော့ဥတီနေလိမ့်မယ်လို့ကျွန်တော်ခံမှန်းနေပြီเนาะအဲ့တော့မကြခင်လည်းကျွန်တော်ထိတ်စီကတော့ပြောင်းလာလိမ့်မယ်နော်အဲ့တော့2990တော့ဒါမကြခင်ကျွန်တော် အာဒီတပတ်အတွင်းဒါမှမဟုတ်နောက်အပတ်ဒီကနေ့ကတော့ Friday ပေါ့နော်အဲ့ Friday ဆိုတော့ကျွန်တော်နည်းနည်းတော့စိုးရင်ရတယ်ဗျာနော် Friday မှာတော့ကျွန်တော်ဈေးတက်ကြကြမ်းလေးရှိတယ်နော်အဲ့တော့ဈေးတက်ကြကြမ်းလေးရှိတယ်အဲ့တော့မနေ့တော့ကကြည့်မယ်ဆိုရင်လည်းကျွန်တော်တရက်ထဲနေရင်ကျွန်တော်ဒီဒေါ်လာ90နီးပါးကိုဈေးကထိုးတက်ခဲ့တာပေါ့နော်အဲ့တော့ဈေးထိုးတက်ခဲ့တယ်အဲ့တော့အာကျွန်တော်ရဲ့ဒီအာမနေ့ကဈေးဝက်ခန့်မှန်တုံတက်ချက်ကိုကြည့်ပြီးတော့ကျွန်တော်ဒီအကျိုးမြတ်လေးရကြလိမ့်မယ်လို့ကျွန်တော်ခန့်မှန်းနေပေါ့နော်နော်အဲ့တော့ last week last week เนาะအဲ့တော့ကျွန်တော် cap stand လေးကိုဆက်လုပ်တွားလိုက်အောင် cap stand မှာပဲကျွန်တော် standard date ကကျွန်တော် February ကျွန်တော် match လာ73ရက်နေ့เนาะအဲ့တော့မနေ့ကဟာပဲကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်လိုက်အောင် ကျွန်တော်ထွက်ချင်းနေလေးပေါ့เนาะ damn เนาะအဲ့တော့ဆိုတော့ အမနေ့တော့ကရဲ့ trade ချိန်လေးကတော့မနေ့ကတော့ဒါလက်ရှိကတော့ကျွန်တော် profit ကတော့ဒေါ်လာ200လောက်ထွက်သွားတယ်ပေါ့နော် profit အဲ့မှာကျွန်တော်ရွှေပါတယ်နော်အဲ့တော့ရွှေကိုအာကျွန်တော်ဘယ်မှာ close လုပ်လိုက်လဲလို့ပြောမယ်ဆိုတကြောင်းကိုကတော့ကျွန်တော်ဒီမှာ2953လောက်မှာကျွန်တော် close လုပ်လိုက်တယ်ပေါ့နော်တကြောင်းကတော့2953မှာကျွန်တော် close လုပ်လိုက်တယ်ပေါ့နော်အဲ့တော့ဆိုတော့အာနည်းနည်းတော့ဆော်ရတယ်ပေါ့နော် close လုပ်တာ2953အဲ့တော့အပွင့်နေဆုံးပြောမယ်ဆိုရင်တော့ကျွန်တော် အာရွှေသေးတော့ဒီဈေးတက်လိုက်မယ်လို့လည်းကျွန်တော်မထင်တဲ့အတွက်ပေါ့နော်ကျွန်တော် close လုပ်လိုက်တယ်ပေါ့နော်ဒီကြိုင်လည်းကျွန်တော် risk အရင်မယူဘဲနဲ့ကျွန်တော်0.02နဲ့ပဲကျွန်တော် trade ကိုလုပ်လိုက်တာပေါ့နော်အာဆိုတော့အာလက်ရှိကတော့ကျွန်တော် trade ကတော့ကျွန်တော်ဘာမှမရှိပါဘူးเนาะ ETH ပဲရှိပါတယ် ETH ကတော့ဒါတော့ကျွန်တော် cryptocurrency ဘိုင်းဖြစ်သွားပြီပေါ့နော် cryptocurrency လည်းကျွန်တော် trade တယ်ဆိုတော့ပေါ့နော် အဲ့တော့ဆိုတော့လက်ရှိရွှေကတော့ဒါကတော့ကျွန်တော်ဒီအာမနေ့ကအတက်ကျန်းလာတာဆိုတော့ကျွန်တော်အနေနဲ့တော့ကျွန်တော်အနေငယ်တော့ကျွန်တော် correction တွေလာမယ်ထင်တယ်နော်လာကောင်းလဲလာမယ်အနေငယ်လောက်ပဲပေါ့နော်အများကြီးတော့မလာတော့ဘူးဗျ correction ကတော့လက်ရှိနေထားကြည့်မယ်ဆိုတော့ကျွန်တော်အာဒီဝင်းကျင်လောက်ပေါ့နော်ဒီဝင်းကျင်လောက်လာလိုက်မယ်လို့တော့ကျွန်တော်ခန့်မှန်းတယ်နော်အဲ့တော့ဒီဝင်းကျင်ဆိုတာဈေးတန်းကတော့ကျွန်တော်ဒီ2980 around ဝင်းကျင်ပေါ့2980 2980 အာ2989ဝင်းကျင်လောက်ထိကတော့ကျွန်တော် correction လာလိုက်မယ်လို့ကျွန်တော်မန်းနေပေါ့နော်အဲ့တော့အနိုင်ဈေးမှာဝယ်ခြင်းတဲ့လူတွေအတွက်ကတော့ကျွန်တော်2989လောက်မှာတော့ကျွန်တော်ဝယ်ဖို့တော့အကြံပေးတယ်ဆိုပေမဲ့လည်းနည်းနည်းတော့ risk များနေနေထားတော့ရှိတယ်ဗျာနော်အဲ့တော့ဘာလို့လဲဆိုမနေ့ကတော်တော်လေးအတက်ကြမ်းခဲ့တာပေါ့နော်ပြောမယ်ဆိုတော့စံချိန်တက်ဈေးတိုင်းလည်းဖြစ်တဲ့အတွက်အာဒါမျိုးဆိုင်ချင်းတက်ဈေးတန်းကိုချိုးပြီးသွားပြီဆိုတော့နောက်ထပ်နောက်ထပ်တော့ဈေးကတော့ဆက်တက်နိုင်တဲ့အခြေအနေတော့ရှိတယ်ဆိုပေမဲ့လည်းဆိုတော့အကြကြမ်းနေတယ်ဆိုရင်လည်းဈေးကတော့ တော်တော်လေးကိုအကြကြမ်းနိုင်တဲ့အနေထားမှာလည်းရှိတယ်ဗောနော်အဲ့တော့ဒီအတွက်ကြောင့်ကျွန်တော်တို့ကနည်းနည်းတော့ height တဲ့ဈေးတက်တခုလို့တော့ကျွန်တော်မြင်တယ်ဗောနော်အဲ့တော့ wedge နဲ့ mate ဆိုရင်လည်းတော့ကျွန်တော်အနေနဲ့ recommend ပေးတာ2955ဝန်းကျင်လောက်ရောက်ရင်တော့ကျွန်တော်ဝယ်ဖို့အကြံဉာဏ်ပေးတယ်ဒါမှမဟုတ်လည်းကျွန်တော်2950ငါအောက်ကို break လုပ်ခဲ့တယ်ဆိုတော့ဇီယာတော့ဆက်ချဖို့နေထားတော့ရှိတယ်ပေါ့နော်အော်ဆိုတော့အာရွှေအနေနဲ့ကျွန်တော်တို့ဘာတွေများဆက်ပြီးတော့ဖြစ်လာနိုင်အောင်မလဲပေါ့နော်အဲ့တော့ကျွန်တော်ခက်မှန်တာတဲ့အတိုင်းပေါ့နော်ဈေးကကျွန်တော်ဒီအာ2000နဲ့မှ 989เนาะ1989လောက်ကို retest ပြန်လာလုံးမလားဗောနော် retest လုတ်ပြီးမှပဲဇီယာဆက်တက်မလားဗောနော်ဒါလေးကတော့တစ်ချက်လောက်စောင့်ကြည့်ရမယ်အဲ့တော့ဒီကနေ့အနေနဲ့ကတော့ကျွန်တော်အဝယ်လည်းမကြိုက်ဘူးကျွန်တော်ရောင်းလည်းမကြိုက်ဘူးဗောလက်ရှိအနေထားကတော့ပြောမယ်ဆိုရင်ဗောနော်အဲ့တော့ဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်ဗောနော် market မှာဗားရီအနေထားကြီးဘယ်လိုဆက်ပြီးတော့ဖြစ်လာနိုင်အောင်မလဲဆိုတာဗောနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီကနေ့ဒါလေးကတော့ကျွန်တော်မှရွှေအပေါ်မှာကျွန်တော်ခံမှန်သုံးသက်ချက်လေးပဲဖြစ်တယ်ဆိုတော့အားလုံးပဲအကျိုးမြတ်အမြတ်များ ရကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်